မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးမြမအချမ်းဖက်ဇေယုစု၏အထူးရောင်ရွှေကောက်ပွဲနေရှားလက်ကိုကန့်ကွက်အတိမတ်မပြူကြရဲနိုင်ငံပေါင်း183နိုင်ငံပါဝင်သောနိုင်ငံတကာပါလီမန်များညီလာခံတွင် CRPH ကတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မြမကျန်းဖဲစေုပ်စု၏အတို့ရောင်ရွေးကောက်ပွဲနှင့်ရလက်ကိုကန့်ကွက်အတိမတ်မပြုကြရန်နိုင်ငံပေါင်း183ပါဝင်သောနိုင်ငံတကာပါလီမန်များညီလာခံတွင်ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကတောင်းဆိုလိုက်ပါသည်။ အော်တိုဘာလ19ရက်နေ့မှအော်တိုဘာလ23ရက်နေ့ထိ9ရက်အကြာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပလျက်ရှိတဲ့151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးများသို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှဒေါက်တာဝင်းမြတ်အီနှင့်ဒေါက်စင်မအောင်တို့ဦးဆောင်သောမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်စဉ်ထို့သို့တောင်းဆိုလိုက်ခြင်းဖြစ်ပါသည် အကျန်းဖက်စစ်တပ်ကနေဆက်ဖြတ်ကျော်မှုကနေအွန်လိုင်းလိမ်လည်မှုတွေကနေအကျိုးမြတ်ရနေပါတယ်ဆက်အနာရှင်ကျင်းပါမယ့်ရွေးကောက်ပွဲကိုထောက်ခံခြင်းဟာဒေတာရင်းမှာအွန်လိုင်းလိမ်လည်မှုတွေနဲ့ကြားပြန်စင်တာတွေကိုတရားဝင်ရက်တင်နိုင်အောင်ကူညီလှုံ့ဆော်တာနဲ့အတူတူပဲဆိုတာကိုနိုင်ငံတကာကိုသိစေချင်ပါတယ်ဟုဒေါက်တာဝင်းမြတ်အေးကပြောဆိုပါတယ် မြန်မာအကြမ်းဖက်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေတဲ့လေကြောင်းတိုက်ခိုက်မှုများလူခွင့်ရေးချိုးဖောက်မှုများနဲ့အကြမ်းဖက်မှုများရွှင်းလုံရက်များကြောင့်နေရဆွန့်ခွာနေရပြီးဒုက္ခများနဲ့ရင်ဆိုင်နေရတဲ့ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူများနဲ့အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူများ၏အခြေအနေများနဲ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကို CRPH ကရှင်းပြခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုကကျင်းပမယ့် တရားဝင်မှုမရှိသောအတူရောင်ရေကောက်ပွဲနေရလက်ပေါ်ကန့်ကွက်ပေးရင်နေအတိမတ်မပြူရင်မတရားဖန်စီထိမ့်သိမ်းခံနေရတဲ့နိုင်ငံတော် အကြီးအကဲများရေကောက်ခံလွတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည်နှစ်အထွေထွေရေကောက်ပွဲမှာရေကောက်ခံလွတ်တော်ကိုယ်စားလှယ်များနဲ့ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီကိုကမ္ဘာလွတ်တော်အတိုင်ဝန်ကဆက်လက်အတိမတ်ပြူရင်လက်ရှိပြည်ပခဖြစ်ရှင်ရင်နေရေရှိတည်တံ့သောအဖြစ်ရှာခြင်းတွင်တော်လိုင်းရေးအင်အားစုများ၏ဆောင်ရွက်သွားမည်လုပ်ငန်းစဉ်များပေါ်ထိရောက်သောပံ့ပိုးကူညီမှုများ ရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းကြောင်းသိရှိရပါသည် CRPH မှာမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ကအောက်တိုဘာလ19ရက်နေ့အာရှပစိဖိတ်အုပ်စုနဲ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့တက်ရောက်ခဲ့ပြီးအောက်တိုဘာလ20ရက်နေ့တွင်အမှုဆောင်ကောင်စီစီဝေးညီလာခံစီဝေးနှင့်ညီလာခံ၏ General Debate အစည်းအဝေးတို့ကိုတက်ရောက်ကမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊ဩစတြေးလျနိုင်ငံတို့မှလွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနဲ့လည်းတရားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။နိုင်ငံတကာပါလီမန်များအဖွဲ့တွင်ကမ္ဘာနိုင်ငံပေါင်း183 ိုင်ငံတို့မှနိုင်ငံတော်အစဉ်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံကိုစားပြုဖြင့်ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကို IPU ၏အဓိကဆွေးနွေးဘက်မိဖက်ဖြင့်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားခြင်းဖြစ်ကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့မြန်မာစစ်အုပ်စု၏အတူရောင်ရေကောက်ဝဲကိုအာဆီယံကပြက်ပြက်တတပေးချရန်ဖိလစ်ပိုင် တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းဆိုတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာချမ်းဖက်စေအုပ်စု၏အထူးရောင်ရွှေကောက်ဘဲကိုအာဆီယံကပြပြတတပင်ချရန်ဖိလစ်ပိုင်တရားရေးဝင်ကြီးဟောင်းကပူရဲကြေညာချက်တစ်ခုပါဝင်တောင်းဆိုတိုက်တွန်းလိုက်ပါတယ်ဖိလစ်ပိုင်တရားရေးဝင်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံသားရေးဝင်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွတ်တော်မဲဒူတိုဆရီဆက်ဖိုတန်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝင်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးချမ်းဖက်ကောင်စီမှကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးနဲ့တူအာဆီယံသို့မြန်မာအရေးအတွက်အရင်းယူဆောင်ရွက်ရန်တောင်းဆိုသည် ဘူရဲကြီးညာချက်မှာလက်မှတ်ထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံ၏အကြက်တဲကိုဖြည့်ဆင်းရန်လေးနှစ်ကျော်ကြာပြတ်ကွက်ခဲ့ပြီးနောက်မြမရေးအရေးယူဆောင်ရွက်ရန်စူပေါင်းတောင်းဆိုကြခြင်းဖြစ်ကြောင်းသိရပါသည်ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်မတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်မတ်တို့ဖြစ်သူကလည်းဖိလစ်ပိုင်နိုင်ငံ၏အလေးစားအဆုံးသောလူခွင့်ရေးလှုပ်ရှားသူတို့ဖြစ်ပြီးမြမပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေတာရင်းထုတ်ဖော်မှုပြုသူလည်းဖြစ်ပါသည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထံမှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်မှလွှဲပြောင်းယူရန်ပြင်ဆင် ေချိန်မှာသူမကပူရိတ်ဂျင်ညာချက်မှာပါဝင်လာခြင်းမှာအလွန်အရေးကြီးသောအခိန်အလွန်အရေးကြီးတဲ့အချိန်မှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးဟောင်းကလည်းအာဆီယံနေဖြင့်မြန်မာပြည်သူများနဲ့တူရက်တည်းရဲ့ပြင်းပြင်းထန်ထန်တိုက်တွန်းလျက်ရှိပါတယ် အာဆီယံအနေနဲ့ဆေးရုံစုရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းအဲ့ဒီရွေးကောက်ပွဲမှာဘလို့မှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလက်ကိုလည်းပေးချမှာဖြစ်ကြောင်းလုံးဝရှင်းလင်းပြတ်သားစွာပြောကြားတဲ့နဲ့အာဆီယံမှာဒီလမှာကျင်းပမယ်58ချိန်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုခွင့်ကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာဗျူဟာတစ်ခုကိုချမှတ်ရမယ်။အဲ့ဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပန်းတိုင်တစ်ခုရှိရမယ်။အဲ့ဒါဟာပြည်သူတွေမျှော်မှန်းထားသလိုဒီမိုကရေစီနှိကြပြီးရေရှည်တည်တံ့ကအလုံးအကျုံးဝင်ပါဝင်နိုင်တဲ့ချင်းကပ်မှုဖြစ်တဲ့ပြည်သူ တွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံသားဝန်ကြီးဟောင်းကပြောကြားပါတယ်။ ဆေယုတ်စုသည်ရွေးကောက်ပွဲမတိုင်မီခုခံဒေါ်လာရေးတက်ဖွဲ့များထံဆုံးရှုံးခဲ့ရသောနေမည်များကိုပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းနေစဉ်ကလေးတငယ်များအပါအဝင်ရှက်သားများကိုပြစ်မှတ်ထားတက်ဖြတ်မှုများပုံမှုလုံဆောင်လာနေကြောင်းအဆိုပါကြေညာချက်မှထောက်ပြထားကြောင်းသိရပါသည်မလေးရှားနိုင်ငံသား၏ဝန်ကြီးကပြီးခဲ့တဲ့အပတ်မှာမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လွတ်လပ်မြတ်တာပွင့်လင်းမြေသာပြီးယုံကြည်စိတ်ချသောလုပ်ငန်းရှင်များ၏အခြေခံမှုများနဲ့ညီကျင်းပါအမည်ဖြစ်ပြီး နိုင်ငံတဝန်းလုံးတွင်နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲအစည်းအဝေးသည်ဤအနေဆုံးဆန်နှုံးများနှင့်တခုမှမပြည့်မီဟုထောက်ပြထားပါသည်။အကြံဖက်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှစတင်ရန်စီစဉ်ထားရာအာဆီယံ၏48ချိန်မြောက်ထိပ်သီးစည်းဝေးကမြမရေအတွက်အာဆီယံအတွက်ရေးယူဆောင်ရွက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်တို့ဟာအာဆီယံအထူးကိုယ်စားလှယ်ပံ့ပိုးမှုဖြင့်အဆိုပါအခွင့်အရေးကိုရယူကာမြန်မာနိုင်ငံဆိုင်ရာမူဝါဒတည်တရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒတည်မှာအာဆီယံ၏တောင်းဆိုချက်များပံ့ဝင်ရမည်ဖြစ်ကြောင်းပူးရဲကြေညာချက်ကထောက်ပြထားပါသည်။အာဆီယံ၏ဖြင့်မြန်မာအရေးအတွက်တန်တမန်ရေးရာဂျိုးပန်းမှုများကိုအရှိန်ဟုန်မြင့်တင်ရလိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း ထို့အပြင်တနိုင်ငံလုံးအပြစ်ခက်ရေးစေးရေးအပြစ်ခက်ရေးစေးရေးနဲ့အာဆီယံနဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေးလာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူးတဲ့ကြေညာချက်ကအကြံပြုထားပါတယ်။ထို့ပြင်မြမရေးအတွက်အဓိကသက်ဆိုင်သူအလုံးနဲ့ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အဓိကသက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းဒေသလက်နက်ကင်တွန်လိုင်းရေးဖွဲ့စည်းများ EOS အတိုင်းအမြန်ကောင်စီများ Federal Unit များမြမနိုင်ငံမှထွက်ခွာသွားရန်ပြည်အားပေးခံခဲ့ရသူ ူများအပါအဝင်လူနည်းစုတိုင်ဝမ်များအရက်ဘတ်လူ့အဖွဲ့အစည်းများအပြင်အိန္ဒိယနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသူတို့ပါဝင်ရန်အကြံပြုထားပါတယ်မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနှင့်ပြည်တွင်တရားရုံးများအထူးခုံရုံးများနှင့်ကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်အားကျင့်သုံးသည့်စနစ်များအပါဝင်တာဝန်ယူကျင့်သုံးသည့်တရားရုံးများအပါဝင်တာဝန်ယူတာဝန်ခံမှုဆိုင်ရာရန်နေရာအလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်နိုင်ငံတကာရာဇဝမှုများနှင့်ကြီးလေသောမတရားပြုကျင့်မှုများအတွက်လူငင်းချမ်းသာခွင့်လုံးဝမရှိစေရကြောင်းပြည်ထောင်မှကင်းလွနေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံသို့ဝင်ကြီးဟောင်းများနှင့်ကုလသမဂ္ဂတန်အမတ်ဟောင်းများကအကြံပြုထားကြောင်းသိရှိရ ပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ ပြည်သူလူထုကိုပြစ်မှတ်ထား၍လေးချောင်းတိုက်ခိုက်နေသဖြင့်လူစုလူဝေးပွဲများဖြင့်ဖျော်ဖြေပွဲများကိုမပြုလုပ်ရန်တပင်းပါကဖကတတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းတပင်းမြို့နယ်မှာစံဖန်စစ်တပ်ကပြည်သူလူထုကိုပြစ်မှတ်ထား၍လေးချောင်းတိုက်ခိုက်ပုံကျဲနေသောကြောင့်ဘာသာရေးအလူပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ခြင်းပါရာတွင်ဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစသည်တို့ဖြင့်ထဲသွင်းအခမ်းဖျော်ဖြေခြင်းများမပြုလုပ်ကြရန်တပင်းမြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်။ယခုချိန်ကာလအပိုင်းခြားတွင်၌စံဖန်စ စ်တပ်သည်ပြည်သူလူထုစုဝေးများရှိသောနေရာများကိုပြစ်မှတ်ထား၍ပါရမော်တာစစ်တပ်လေးလေးများဖြင့်၎င်းဂျက်ဖိုက်တာများဖြင့်၎င်းဘုံကျဲတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေသောကြောင့်မိဘပြည်သူများအနေဖြင့်ဘာသာရေးအလူပွဲမင်္ဂလာဆောင်ပွဲများပြုလုပ်ခြင်းပါရာတွင်ဆိုင်းဝိုင်းအငိမ့်ဇက်ပွဲစသည်တို့ဖြင့်ထဲသွင်းအခန့်ဖြောပြေးခြင်းများမပြုလုပ်ကြရန်တတိပေးခြင်းဖြစ်ပါသည်စစ်ကောင်ရှင်ဘက်ကလူစည်းကားတွေလူစုလူဝေးရှိတဲ့နေရာတွေကိုလေကြောင်းကနေ UTP တိုက်ခိုက်နေတာတိတိတတ်တာပုံများလာလို့ပြည်သူတွေထိခိုက်ဆုံးရှုံးမှုနေပါ စေရေးအတွက်ရည်ရွယ်ပြီးထုတ်ပြန်ရတာဖြစ်ပါတယ်ဟုတပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ် အဆိုပါသတိပေးချက်ကိုတပင်းမျိုးနဲ့ပအာဖပကဖပလာဖာတို့နဲ့သက်ဆိုင်ရာတာဝန်ရှိသူများအလုံးမျက်နာစုံကြီးအစည်းအဝေးပြုလုပ်၍အော်တိုဘာလ၄ရက်ရက်စွဲဖြင့်ထုတ်ပြန်ခြင်းဖြစ်ကြောင်းသတိပေးကြညာချက်ကိုမလိုက်နာပေဖောက်ပြက်ကျူးလွန်မှာကကျူးလွန်သူ၏တာဝန်ဖြစ်ပြီးထိရောက်စွာရည်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းအတိပေးထားပါသည်ပြည်သူများအနေဖြင့်စီရေးအသည့်သတိအမြဲထားရှိကလေးချောင်းအနေကိုအထူးဂရုစိုက်နေထိုင်ပေးကြပါယင်းတပင်းပကဖကဆက်လက်တိုက်တွန်းထားကြောင်းသိရှိရပါသည်